ချစ်တော်ညီကိုမောင်မတော်အားလုံးပဲခရစ်တော်၌မင်္ဂလာပါလို့နှုတ်ခွန်းဆက်သချင်ပါတယ်။တာယာတော်နေ့လေးမှာယေရှုနာမအားဖြင့်အားလုံးကိုဖိတ်ခေါ်ပါတယ်။ကျမ်းမာချင်းညီတက်ချင်းနဲ့ဘုရားသခင်ထံတော်ဝမ်းမလာတဲ့ညီတက်ကျမ်းမာချင်းဒီတင်းနဲ့တင်းအပေါ်မှာတက်ရောက်ပါစေလို့အအိုးဆုံးဆုတောင်းမေတ္တာပို့ပါတယ်။အသက်ရှင်သောနှုတ်ဘတော်ကိုခံယူကြားနာဖို့ရန်အတွက်စိတ်နှလုံးပြင်ဆင်လေးအအိုးဆုံးဆုတောင်းကြပါစို့။ ကောင်းမြတ်ဆုံးလင်တော်မူ၏တရားမြောက်ချစ်တော်မူသောအဖဖရာကိုရောရဲ့ကြီးစုတော်ကြောင့်ယနေ့တိုင်အောင်အသက်ရှင်ခွင့်ရတည်တော်မကအသက်ရှင်တဲ့နှုတ်ဘတော်ကိုကြားနာခံယူခွင့်ရသေးတဲ့အတွက်ကြီးစုတော်ကုံတော်ပေါင်းကိုချီးမွမ်းပါれကိုရောဒီချိန်ဒီနာဤမှာသာသမိတဆုဟာအသက်ရှင်တဲ့နှုတ်ဘတော်ကိုခံယူကြမှာဖြစ်တဲ့အတွက်ဟောကြားတဲ့သူရောကြားနာတဲ့သူရောအသက်တာမှာတကယ်ပဲထီမီ၍တိဆောက်စရာဖြစ်စေပါမိကြောင် အချိန်နာယောကိုတော်လက်တော်တဲ့အနန္တခါမှာကေတင်ပိုင်ရှင်ယေရှုခရစ်တော်နာမအားဖြင့်ဆုတောင်းကြပါ၏အဖဖရားသခင်အာမင်ချစ်တော်ညီကိုမောင်မတော်ဒီကနေ့အားလုံးနဲ့ဝင်ငါခြင်းတဲ့ခေါင်းစဉ်လေးကတခင်ယေရှုခရစ်တော်ရှင်ပြန်ထမြောက်ခဲ့တဲ့အရာကနေကျွန်တော်တို့လူသားတွေအတွက်ဘာအကျိုးပြုတယ်လဲဆိုတဲ့အပိုင်းနှစ်ကိုဝင်ငါခြင်းတာဖြစ်ပါတယ်အပိုင်းနှစ်မှာအချက်တစ်ချက်နဲ့ဝင်ငါခြင်းတယ်တခင်ယေရှုခရစ်တော်ရှင်ပြန်ထမြောက်သွားခြင်းရဲ့အကျိုးကျေးဇူး နှစ်ပတ်နှစ်တမျိုးကကျွန်တော်တို့ကိုပါဝါရအသက်ရစေပါတယ်။မနေ့ကကျွန်တော်တို့ပြောသွားတဲ့အချက်နဲ့အာဆက်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 ထားတဲ့တစ်ချက်ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့တေချင်းကိုအောင်မြင်သွားမှရှင်ပြန်ထမြောက်လာတဲ့အခါမှာနောက်တဖန်တေစရာမလိုတော့ဘဲနဲ့ပါဝါရအသက်ရခြင်းကိုဆူလိုတာဖြစ်ပါတယ်။အာမင်။ထပ်တစ်ခါပြောမယ်နော်။ ကျွန်တော်တို့သခင်ယေရှုခရစ်တော်ကိုယုံကြည်တဲ့သူတွေဟာသေခြင်းကိုအောင်မြင်တယ်လို့ပြောလိုက်တဲ့အခါမှာကျွန်တော်တို့သေသွားရင်လည်းတချိန်ကျရင်ရှင်ပြန်ထမြောက်မယ်ဆိုတာကိုဆိုလိုတယ်။ဆိုတော့ရှင်ပြန်ထမြောက်လာတဲ့အခါမှာကျွန်တော်တို့ဒီနောက်ထပ်တစ်ခါသေစရာမလိုတော့ဘဲနဲ့ထာဝရအသက်ရှင်ရမှာဖြစ်ပါတယ်ဆိုတာကိုဒီကနေ့ပြောချင်ပါတယ်။အခြေပြုချက်ကိုဖတ်ရအောင်။ရှင်ယောဟန်ခရစ်ခန်းကြီး၃ငယ်15ကနေ18ဖြစ်ပါတယ်။သေချာမှတ်မယ်နော်ထပ်တစ်ခါပြောမယ်အင်မတန်အရေးကြီးတဲ့ကျမ်းချက်ဖြစ်ပါတယ်။ ရှင်ယောဟန်ခရစ်ယာန်ခန်းကြီး3ငယ်15ကနေ18ဖြစ်ပါတယ်။ထိုသားတော်ကိုယုံကြည်တော်သူအပေါင်းတို့သည်ပျက်စီးခြင်းတို့မရောက်ထာဝရအသက်ကိုရမိကြောင်းသည်။ဖယားသခင်၏သားတော်ကိုယုံကြည်တော်သူအပေါင်းတို့သည်ပျက်စီးခြင်းတို့မရောက်ထာဝရအသက်ကိုရစေခြင်းကဖယားသခင်သည်မိမိ၌တပါးသီးသောသားတော်ကိုစွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏။လောကီသားတို့ကိုအာအပြစ်စီရင်ခြင်းကဘုရားသခင်ဒီသားတော်ကိုဤလောကတို့ဆီလွတ်တည်မဟုတ် လောကီသားတို့သည်ကိုတော်အားဖြင့်ကယ်တင်ခြင်းတို့ရောက်မည်အကြောင်းစေလွတ်တော်မူ၏သားတော်ကိုယုံကြည်တော်သူသည်အပြစ်စီရင်ခြင်းကိုမခံရမယုံကြည်တော်သူမူကားဖယားသခင်၌တပါးတီတော်သားတော်ကိုမယုံကြည်တော်ကြောင်းယခုပင်အပြစ်စီရင်ခြင်းကိုခံရ၏ကျေးတော်ချီးမွမ်းပါれနှုတ်ကပတ်တော်ကိုဒီမှာပဲဖတ်ရှုရနားပါမယ်ကျွန်တော်တို့ဖတ်သွားတဲ့နှုတ်ကပတ်တော်အားဖြင့်ဘာလေးအလင်းရတယ်လေကြည်အောင် သခင်ယေရှုခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းအဖြစ်ကျွန်တော်တို့လည်းရှင်ပြန်ထမြောက်မယ်ဆိုရင်ရှင်ပြန်ထမြောက်ပြီးသွားရင်ထာဝရအသက်ရမှာဖြစ်တယ်။ဆိုတော့အဲ့ဒီတည်ခြင်းကိုအောင်မြင်ခြင်းနဲ့ထာဝရအသက်ကိုရဖို့ဆိုတာကကျွန်တော်တို့လုပ်ရမှာတစ်ခုရှိတယ်လို့မနေ့ကပြောပြီးပြီ။အဲ့ဒါကတော့သခင်ယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံဖို့ဖြစ်ပါတယ်။ဆိုလိုချင်တာကဆုံးဖြတ်ချက်ချရမယ်။ ငါဟာယေရှုခရစ်တော်ကိုမိမိကိုယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံမယ်ဆိုတဲ့ဆုံးဖြတ်ချက်တစ်ခုချလိုက်တာ ਨੇ ကျွန်တော်တို့လှုပ်ထားတဲ့အာကုတို့ကြွေးတွေအပြစ်တရားတွေအားလုံးအားလုံးကသခင်ယေရှုခရစ်တော်လဝါကားနိုင်မှာအသေးခံပြီးသွားတဲ့နေရာမှာပါသွားလိမ့်မယ်ဟာလေလုယာအဲ့လိုယုံကြည်တဲ့အခါမှာသခင်ယေရှုခရစ်တော်ပေးတဲ့အသက်တာတစ်ကိုရရှိပြီးတော့မှတည်ခင့်ရင်တော့မှပြန်လဲရှင်ပြန်ထောက်မြောက်မယ်လို့တမန်ကျမ်းစာထဲမှာဖော်ပြထားပါတယ် ဘာကြောင့်ကျမ်းစာမှာဘလို့ပြောလဲဆိုထိုသားတော်ကိုယုံကြည်တော်သူအပေါင်းတို့ဦးပစ္စည်းချင်းလို့မရောက်ထာဝရတက်ကိုရမည်အကြောင်းဒီတဲ့ထိုသားတော်ဆိုတာတခင်ယေရှုခရစ်တော်ကိုပြောတာဖြစ်ပါတယ်။တမန်ကျမ်းစာထဲမှာခဏခဏရှင်းပြတယ်ကျွန်တော်ခမီးတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးသစုဖရာသခင်ကိုလူတွေနားလည်အောင်ဖရာသခင်ရဲ့သားတော်ခမီးတော်ဆိုပြီးမှဖော်ပြလေးရှိတယ်။ဒါကိုကျွန်တော်တို့လူတွေကဖရာမှာလဲအဖေရှိမှာပဲဖရာမှာလဲအမေရှိမှာပဲလို့ခံယူရင်လုံးဝမားပါတယ်။ အကန့်အသတ်ရှိတဲ့ဘုရားသခင်ကိုကျွန်တော်တို့အကန့်အသတ်ရှိတဲ့အုံနောက်နဲ့ဘောင်မခက်ပါနဲ့လို့ကျွန်တော်တခါပြောပြီးသွားပြီ။ဒါဆိုရင်ဘာလို့ဒီနေရာမှာခမီးတော်နဲ့တားတော်လို့ရေးတာလဲဆိုတော့ကျွန်တော်တို့လူတွေအုံနောက်နားလည်နိုင်အောင်ဘုရားသခင်ကသူ့ကိုယ်သူပေါ်ပြတာဖြစ်တဲ့ကျင်းစာကနေသူ့ကိုယ်သူပေါ်ပြတဲ့အရာကိုပဲကျွန်တော်တို့ကနားလည်လို့ရတာမဟုတ်ရင်သူဖန်ဆင်းပေးထားတဲ့အုံနောက်နဲ့သူ့ကိုယ်သွားလေ့လာဖို့ဆိုတာမဖြစ်နိုင်တဲ့အရာပါ။သူကိုယ်တိုင်ကျင်းစာထဲမှာငါကဒီလိုဖြစ်တယ်ဒီလိုဖြစ်တယ်လို့ပြောထားတဲ့ဟာကိုပဲကျွန်တော်တို့ကသိရတာအဲ့လောက်လေးပဲသိရတာ နောက်နောက်ကောင်းကင်ရောက်မှကျွန်တော်တို့အားလုံးတည်လာမှာဖြစ်ပါတယ်။ဟာလေလုယာ။ဒါကြောင့်ဒီနေရာမှာပြောတဲ့တားတော်ဟာ သခင်ယေရှုခရစ်တော်ကိုဆိုလိုပါတယ်။သခင်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံပြီးမှသာလင်ကျွန်တော်တို့ဒီပျက်စီးရာတို့မရောက်ဘဲနဲ့ထာဝရအသက်ကိုရောက်မှာဖြစ်ပါတယ်။ဒါကလည်းဖခင်သခင်ရဲ့အလိုတော်ဖြစ်တယ်လို့သခင်ယေရှုခရစ်တော်နဲ့တန်ရှင်သောဝိညာဉ်တော်တို့ရဲ့အလိုတော်လည်းဖြစ်ပါတယ်။ဘာလို့ဒီနေရာမှာပျက်စီးခြင်းတို့မရောက်လို့ရေးထားတာလဲ။ ပျက်စီးခြင်းတို့မရောက်ဆိုတာကဘာသဘောလဲဆိုတော့မနေ့ကလည်းကျွန်တော်ရှင်းပြသွားပြီဒီနေ့ပြန်ရှင်းပြမယ်နော်တခင်ယေရှုခရစ်တော်ကိုဘာလို့ယုံကြည်ရမလဲဆိုတာလည်းမနေ့ကရှင်းပြသွားပြီအခုပြန်ရှင်းပြမယ်ကျွန်တော်တို့လူတိုင်းလူတိုင်းမှာကိုလှုပ်ခဲ့တဲ့အမားဆိုတာရှိပါတယ်ကိုလှုပ်ခဲ့တဲ့အပြစ်ဆိုတာရှိပါတယ်ကိုလှုပ်ခဲ့တဲ့အကုသို့ဆိုတာရှိပါတယ်အကုသို့တအားများလာတဲ့အခါမှာကျွန်တော်တို့ရဲ့ အာကုတို့အတိုင်းတာနော်ကောင်းတာလုပ်ရင်ကောင်းတာရမယ်မကောင်းတာလုပ်ရင်မကောင်းတာရမယ်အဲ့လိုပြောတဲ့စကားတာမှန်မယ်ဆိုရင်ဖယားသခင်ကကျွန်တော်တို့မကောင်းတဲ့လုပ်တဲ့လူကိုမကောင်းတာပြန်စီရင်မယ်ဆိုရင်လူသားတိုင်းလူသားတိုင်းဟာကောင်းတဲ့သူမဖြစ်နေမဖြစ်ခဲ့လို့ကျွန်တော်တို့အားလုံးဒီတည်တင့်တည်ထိုက်တဲ့သူဖြစ်ပါတယ်โอเคเนาะဒါကြောင့်တခိယေရှုခရစ်တော်ကိုယုံကြည်ရမယ်ဆိုတဲ့အရာကိုမပြောခင်မှာကျွန်တော်ကိုကျွန်တော်တို့ကျွန်တော်ကျွန်တော်ကိုကျွန်တော်ဒီကျွန်တော်တို့เนาะကျွန်တော်တို့ 咪咪咕咕的啊，别打的呀，别得说了，面嘛、嗯，也学过拥挤路也没，咪咪咕咕啊，别打吧路，没面的月也学去到过拥挤路，龙王龙王没下吧？反正来说了，也学去到过拥挤前说那个咕咕咕啊，别打喽，面面喽嘛，咕咕咕没该单来喽，哎的啊，别得个得看也许去到。 ကိုစားအသေးခံခြင်းကိုယုံကြည်လက်ခံလိုက်တာနဲ့ကိုလှုပ်ခဲ့တဲ့အကုသို့ကြွေးတွေအကုန်လုံးအပြစ်တရားတွေစေချောခံရမယ်ဆိုတာကိုအကျွမ်းမဲ့ယုံကြည်ခြင်းဖြစ်ပါတယ်။မဟုတ်လို့ရှင်ယေရှုကိုဖျားပဲယုံတယ်အဲ့လောက်ပဲယုံတယ်ဆိုရင်တော့ကယ်တင်ခြင်းရတဲ့ယုံကြည်ခြင်းမဟုတ်ပါဘူး။ကယ်တင်ခြင်းရတဲ့ယုံကြည်ခြင်းကပါလေ။ဘာလို့ကျွန်တော်တို့ကယ်တင်ဖို့လိုတာလဲ။ကျွန်တော်တို့လူသားတိုင်းလူသားတိုင်းမကောင်းလို့ပေါ့။အပြစ်တွေအများကြီးလှုပ်ထားလို့ပေါ့။ ဒါကြောင့်ဒီနေရာမှာပြောတဲ့တားတော်ကိုမယုံကြည်တော့သူဒီအပြစ်စီရင်ခြင်းကိုခံရမယ်ဆိုတာကဟိုကျွန်တော်တို့ကငကိုတွေကအပြစ်မရှိဘဲနဲ့ယေရှုကိုမယုံတဲ့အပြစ်ဆိုတဲ့တမျိုးရှိလာတာမဟုတ်ဘူးလို့အရင်တော့ကလည်းဖြေရှင်းသွားပြီအခုလည်းပြန်ဖြေရှင်းပေးမယ်နော်တကယ်လို့ကျွန်တော်တို့ကောင်းနေတယ်ဆိုရင်ယေရှုခရစ်တော်တောင်းလာစရာမလိုဘူးလောကကြီးထဲမှာယေရှုခရစ်တော်တောင်းကျွန်တော်တို့အတွက်အသေးခံစရာမလိုဘူးကျွန်တော်တို့မကောင်းလို့ကယ်တင်ဖို့လိုလို့ယေရှုခရစ်တော်ကကျွန်တော်တို့ကယ်တင်ဖို့လိုတာဆိုလိုချင်တာက ျွန်တော်တို့ကောင်းနေရဲ့သားနဲ့ယေရှုခရစ်တော်ကိုမယုံလို့ဆိုတဲ့ဒီအပြစ်ကရှိလာတာမဟုတ်ပါဘူးယေရှုခရစ်တော်ကိုမယုံလို့ဆိုတဲ့အပြစ်ကကျွန်တော်တို့အပေါ်မှာရောက်လာရင်မှကျွန်တော်တို့ငရဲချချတာမဟုတ်ပါဘူးငကိုကလေးကကျွန်တော်တို့ဒီငရဲချရမယ့်အပြစ်တွေကိုကိုယ်တိုင်လှုပ်ခဲလို့ယေရှုခရစ်တော်ကလာကယ်တင်တာဖြစ်ပါတယ်အဲ့ဒီလာကယ်တင်တာကိုကျွန်တော်တို့က မယုံကြည်ဘူးဆိုရင်ကျွန်တော်တို့ငရဲပဲလာမှာဖြစ်ပါတယ်။အဲ့ဒီငရဲလာရတဲ့အပြစ်ကလည်းယေရှုကိုမယုံကြည်တဲ့အပြစ်ဆိုမှတီးတန့်ရှိလာတာမဟုတ်ပါဘူး။ငကိုကလေးကကျွန်တော်တို့တေတင့်တေထိုက်တဲ့အာကုတို့တွေအများကြီးလုပ်ခဲ့လို့အဲ့ဒီမကောင်းတာကိုမကောင်းတာပဲရတဲ့အကျိုးဖြစ်ပါတယ်။အဲ့ဒီအာကုတို့အကျိုးကြောင့်ကျွန်တော်တို့ဒီငရဲသွားမှာကိုဆူလိုတာဖြစ်ပါတယ်။ ဒါကြောင့်သခင်ယေရှုခရစ်တော်ကိုမယုံကြည်ငရဲသွားမယ်ဆိုတဲ့စကားကဘယ်လိုခံယူလို့ရတယ်လဲဆိုတော့ကျွန်တော်တို့ဒီကနေ့တေတင့်တေထိုင်တဲ့သူတယောက်ဆိုတာအရင်သိပြီးတော့မှဩငါကယေရှုခရစ်တော်ရဲ့ကယ်တင်ခြင်းကိုလိုပါလားဆိုတာမြင်တတ်ရမယ်ကျွန်တော်အရင်တုန်းကတခါပြောပြဘူးတယ်ကင်းစာယောဂါရှိတဲ့သူတယောက်ကဆရာဝန်ကိုလိုအပ်တယ်လို့ဆရာဝန်ကြောင့်သူကင်းစာယောဂါရှိလာတာမဟုတ်ပါဘူးတကယ်လို့ကင်းစာယောဂါကြောင့်တည်ခဲ့မယ်ဆိုရင် ဆရာဝန်ကိုမတွားကြည့်လို့ပါတယ်လို့သူ့ရဲ့ကင်ဆာယောဂါကအဓိကတရေခံဖြစ်ပါတယ်ဆရာဝန်ကြောက်သူတည်သွားတာမဟုတ်ပါဘူးဆရာဝန်ကိုမလာကြည့်လို့တည်သွားတယ်ဆိုရင်တော့အဲ့လိုတုံးလို့ရတယ်ဒါပေမဲ့သူတည်သွားတာက သူကင်ဆာရှိနေလို့တည်သွားတာဖြစ်ပါတယ်ဒီတိုင်းပါပဲလောကလူသားမှာအပြစ်ဆိုတာရှိလို့ငရဲကြရလာဖြစ်ပါတယ်။ယေရှုကိုမယုံကြည်လို့ဆိုတဲ့အပြစ်ယေရှုကြောင့်ကျွန်တော်တို့ငရဲကြရတာမဟုတ်ပါဘူး။ဖတ်တဲ့ကပြောမယ်နော်။ယေရှုကြောင့်ကျွန်တော်တို့ငရဲကြရတာမဟုတ်ပါဘူး။ နဂိုကလေးကကိုလှုပ်ထားတဲ့အကုသို့ကြောင့်ငရဲငရဲကြဖို့တေချာနေတာဖြစ်ပါတယ်အဲ့ဒါကြောင့်လဲကျွန်တော်တို့ယေရှုခရစ်တော်ကိုယုံကြည်ဖို့လိုပါတယ်ယေရှုခရစ်တော်ကိုမယုံကြည်ကျွန်တော်တို့ဒီငရဲကြမှာပိုတေချာသွားမှာဖြစ်ပါတယ်ဒါကြောင့်ကျမ်းစာမှာဘယ်လိုပြောလဲဆိုလို့ရှိရင် သားတော်ကိုယုံကြည်တော်သူသည်အပြစ်စီရင်ခြင်းကိုမခံရတဲ့ဘာလို့အပြစ်စီရင်ခြင်းကိုမခံရလဲကျွန်တော်တို့လှုပ်ခဲတဲ့အကုသို့ကြွေးတဲ့အပြစ်တရားတွေအားလုံးအားလုံးအားလုံးသားတော်ကလက်ဝါးကားတိုင်းမှာသခင်ယေရှုခရစ်တော်ကလက်ဝါးကားတိုင်းမှာတေပေးပြီးသွားပြီလေတချို့ကပြောတယ်ယေရှုခရစ်တော်ကိုယုံလိုက်တာနဲ့ငါအပြစ်တွေအကုန်လုံးစေကြောခံရတယ်ဆိုလွယ်လာချီလားဟာဒါဖြစ်နိုင်ပါမလားလို့ပြောကြတယ်ကျွန်တော်ပြောမယ်ကျွန်တော်တို့ယုံကြည်တဲ့သူအတွက်လွယ်တယ်လို့ရှိပေမဲ့သခင်ယေရှုခရစ်တော်ကတော့ကျွန်တော်ကျမတို့ရဲ့အပြစ်တွေအတွက်လက်ဝါးကားတိုင်းမှာရရဆက်ဆက် နာကြီးစွာခံစားရပြီးမှအသက်ထွက်သွားတာနော်လဝါကားတိုင်းမှာတံမိုနဲ့လက်နှစ်ဖက်ကိုရိုက်ခြေထောက်ကိုရိုက်မှ6နာရီကျော်ဆွဲထားခံရပြီးမှနောက်ဆုံးအသက်ထွက်သွားတာမလွယ်ဘူးနော်ကျွန်တော်တို့ကေတင်သွားတာမလွယ်ဘူးကျွန်တော်တို့လှုပ်ထားတဲ့အကုသို့ကြွေးကိုကြွေးကန်ကြွေးအိုးအပြစ်ကြွေးအားလုံးအားလုံးကိုသူက လက်ဝါးကားတိုင်းမှာအတီခံပေးသွားတာတီတင့်တာကျွန်တော်တို့လေဒါပေမဲ့ तू တီခံပေးသွားတာအဲ့ဒါကိုယုံကြည်မယ်ဆိုရင်ကျွန်တော်တို့လှုပ်ထားတဲ့အရာအားလုံးဒီအဲ့ဒီလက်ဝါးကားတိုင်းမှာပါသွားပြီဟာလေလုယာယေရှုခရစ်တော်ကိုယုံကြည်လိုက်တာနဲ့ကျွန်တော်တို့ခံရမယ့်အပြစ်တရားကြောင့်ခံရမယ့်စီရင်ခြင်းကလွတ်မြောက်သွားပြီယေရှုခရစ်တော်ခံသွားပေးလို့ဖြစ်တယ်ဟာလေလုယာဒါကြောင့်ကျွန်တော်တို့ဒီယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံမယ်ဆိုရင် ဒီကနေ့သာဝရအသက်ရမှာ ဖြစ်ပါတယ်သာဝရအသက်ဆိုတာဘယ်လိုမျိုးလဲဒီကနေ့ယေရှုခရစ်တော်ကိုယုံကြည်တဲ့သူလဲတည်တက်တယ်လို့မနေ့ကပြောတယ်တည်ပြီးရင်တည်တာမဟုတ်တော့ဘူးအိပ်ပျော်တာပဲဖြစ်တယ်လို့ပြောသွားတယ်ပြန်နိုးထလာတဲ့အခါမှာနောက်တစ်ခါတည်เสียလို့လားမလို့တော့ဘူးသာဝရအသက်ရှင်သွားမယ်ကောင်းကင်ဘုံမှာသာဝရအသက်ရှင်သွားမယ်ကောင်းကင်တည့်မြေကြီးတည့်မှာ ဝိညာဉ်နဲ့မဟုတ်ဘူးနော်ကိုယ်ခန္ဓာနဲ့အသက်ရှင်သွားမယ်ဟာလေလုယာသာဝရသာဝရအဲ့ဒီတစ်ချက်ကိုဒီကနေ့ကျွန်တော်တို့အမိအယလက်စုပ်လက်ကင်လို့ဖို့လိုပါတယ်ဒါကြောင့်ဆရာတို့အမြဲတမ်းပြောတယ်ကျွန်တော်တို့အမြဲတမ်းပြောတယ်ယေရှုခရစ်တော်ကိုယုံကြည်ပါယေရှုခရစ်တော်ကိုယုံကြည်ပါယေရှုခရစ်တော်ကိုယုံကြည်ရင်ကယ်တင်ခြင်းရမယ်တချို့ကနားမလည်ဘူးနေထိုင်နေငါဘာလို့ကယ်တင်ခြင်းလိုနေလို့လေငါငါဒီမှာဟိုပါလေတေနေလို့လားတေတော့မှာဖြစ်နေလို့လားကို့အချင်းတွေကိုမမြင်ဘူးကို့အချင်းတွေကိုမမြင်ဘူးဆိုရင် ယေရှုခရစ်တော်ကိုယုံကြည်နာယုံကြည်နိုင်မှာမဟုတ်ပါဘူးကိုယ့်အခြေအနေကိုအရင်ကြည့်ရပါမယ်ငါလှုပ်ထားတဲ့အရာတွေကကုသိုလ်တပည့်ငရဲတပိတ်တာဖြစ်နေတယ်ဆိုရင်ကျွန်တော်ပြောမယ်ယေရှုခရစ်တော်ကိုအမြန်ဆုံးယုံကြည်ပါကျွန်တော်လူအမြင်မှာတော့လူကောင်းဆိုတာရှိတယ်နော်ဒါပေမဲ့ဖယားသခင်ရဲ့ညာမှာနဲ့ဖယားသခင်ရဲ့တောင်းဆိုမှုဖယားသခင်ရဲ့စံချိန်စံနှုန်းကနေကြည့်မယ်ဆိုရင် လောကမှာလေလူကောင်းတယောက်မှမရှိဘူးလို့တမန်ကျမ်းစာကဖော်ပြတယ် ဒါကြောင့်လူကောင်းတယောက်မှမရှိဘူးဆိုတော့ကျမ်းစကားအရာကြည့်မယ်ဆိုရင်ကျွန်တော်တို့လူတိုင်းလူတိုင်းဒီကဲတင်ချင်းကိုလိုအပ်တယ်ကဲတင်ချင်းကိုလိုအပ်တယ်ဆိုတော့အရာကိုနားမလဲတဲ့သူနဲ့နားလဲတဲ့သူဒါပဲကွာရွာတာနားလဲတဲ့သူကယေရှုခရစ်တော်ကိုမိမိကဲတင်ပိုင်ရှင်ဖြစ်ယုံကြည်မယ်လက်ခံမယ်အပြစ်လွတ်ခြင်းခံစားရမယ်အပြစ်စီရင်ခြင်းကိုမခံရတော့ဘူးเนาะကောင်းကင်တင့်မြေကြီးတင့်ကိုထော်ဝရအသက်ရှင်သွားရမယ် အာမင်ဒါပေမဲ့နားမလည်ဘူးငါမလိုအပ်ဘူးလို့ထင်တဲ့သူကတော့ကိုလှုပ်ထားတဲ့အပြစ်အတိုင်းစီရင်ချင်းခံရမှာဖြစ်ပါတယ်။ဒါကြောင့်ကျမ်းစာမှာဘလို့ပြောလဲဆိုမယုံကြည်တော့သူမူကဖယားသခင်၌တဘာတီတော့သားတော်ကိုမယုံကြည်တော့ကြောင့်ယခုပင်အပြစ်စီရင်ချင်းကိုခံရ၏တဲ့။ဘာကြောင့်အဲ့လိုပြောလဲဒီလား။တကယ်ရရှိတော့မိမိကတည်းကချင်ပြီးမယုံကြည်တဲ့သူကလေအသေးတန်အမိန်ချပြီးတဲ့သူတောင်းတဲ့သူတဲ့။တေသွားပြီဆိုရင်ချက်ချင်းပဲကိုရောက်မလဲ။ငရဲပဲ ယေရှုခရစ်တော်ကိုမယုံကြည်လို့ယေရှုခရစ်တော်ကအပြစ်ပေးလိုက်တာလားမဟုတ်ပါဘူးယေရှုခရစ်တော်ကိုမယုံကြည်တဲ့အပြစ်ဆိုပြီးမှအဲ့ဒီမယုံကြည်တဲ့အပြစ်ရှိလာလို့ငရဲသွားရတာမဟုတ်ပါဘူးကိုကငကိုရဲအပြစ်တွေအများကြီးလှုပ်ထားလို့ကယ်တင်ရှင်ကိုလက်မခံလို့ကိုရဲ့အပြစ်ကြောင့်ကိုခံရတာဖြစ်ပါတယ်မိသူမပြုတ်မိမိမှုပါမဟုတ်လို့ရှိရင်တချို့ကဒီလိုမေးတယ်မြို့ယေရှုခရစ်တော်က အပဆန်လိုက်ပြီလားသူ့ကိုကိုယ်ွယ်မှာကောင်းကင်သွားမယ်သူ့မကိုကိုယ်ွယ်ငရဲသွားမယ်ဆိုတော့သူ့မကိုကိုယ်ွယ်တဲ့အပြစ်ကငါတို့ငရဲကိုပို့တာလားညို့ယေရှုကလူတွေကိုငရဲပို့နေတာပဲအဲ့လိုမျိုးမယုံကြည်သူပြောတတ်ကြတယ်ကျွန်တော်ပြောမယ်ချစ်တော်ညီကိုမောင်တို့သခင်ယေရှုခရစ်တော်ကိုမယုံကြည်တဲ့အပြစ်ဆိုတဲ့ဟာကတင့်ကိုငရဲပို့တော့မဟုတ်ပါဘူးတင်ကိုယ်တိုင်လှုပ်ခဲ့တဲ့အကုသို့ကြွေးကိုကြွေးကန်ကြွေးအဲ့ဒီအပြစ်တရားတွေကြောင့်တင်စီရင်ချင်းခံရမှာဖြစ်ပါတယ်ဒါပေမဲ့တင်ယေရှုခရစ်တော်ကိုယုံကြည်ရင်အဲ့ဒီစီရင်ချင်းကနေလွတ်မယ်ဆိုတဲ့သဘောတာဖြစ်ပါတယ် ်တင်မယုံကြည်လို့ရှိရင်တော့တင့်တဘောပါပဲလွတ်လပ်ခွင့်ရှိတယ်ဒါပေမဲ့တင်ရွေးချယ်တဲ့လမ်းကိုတင်လျှောက်ရမယ်တင်လှုပ်ထားတဲ့အရာအတိုင်းတင်အပြည့်အဝခံစားရမယ်အဲ့ဒါကတော့ငရဲကိုမူချကြမှာဖြစ်ပါတယ်နော်ကုသိုလ်တပည့်ငရဲတပိတ်တာဆိုစဉ်းစားကြည့်လေကုသိုလ်ကတပည့်ပဲလှုပ်ထားတယ်ငရဲကတပိတ်တာလှုပ်ထားပြီဒါဆိုရင်ကျွန်တော်ဘယ်သွားမလဲငရဲပဲသွားမယ်ဒါပေမဲ့ဒီမှာတည်င်းကောင်းတစ်ခုကအဲ့ဒါပဲသခင်ယေရှုခရစ်တော်ကိုယုံကြည်ရင်ထာဝရတက်ရမယ်ဆိုတာအဲ့ဒါပဲအဲ့ဒါပဲ တမန်ကျမ်းစာထဲမှာအများကြီးပြောထားသလိုကျွန်တော်တို့ခရစ်ယာန်ယုံကြည်သူတွေလည်းအေးဝံကလေးခေါ်တဲ့အခါမှာခဏခဏအဲ့ဒီစကားပြောပေးတယ်သူများယေရှုကိုယုံကြည်နော်ယေရှုခရစ်တော်ကိုယုံကြည်ရင်ကယ်တင်ခြင်းရတယ်ထောက်ရတတ်ရတယ်အဲ့ဒါအဲ့ဒီသဘောပဲချစ်တော်ညီကိုမောင်မတော်ငါတို့လှုပ်ထားတဲ့အကုသို့ကြွေးကံကြွေးဝှက်ကြွေးအပြစ်ကြွေးတွေကြောင့်ငါတို့ခံစရာမလိုတော့ဘဲနဲ့ယေရှုခရစ်တော်ခံပေးပြီးဖြစ်တဲ့အတွက်ငါတို့ဒီယေရှုခရစ်တော်ကိုယုံကြည်လိုက်ုံနဲ့တေခြင်းကိုအောင်မြင်သည်ဆိုတာဖက်ထာဝရအသက်ကိုရတယ် ထာဝရအသက်ကိုရမယ်လို့လေယေရှုခရစ်တော်ကိုယ်တိုင်ကျမ်းစာထဲမှာဖော်ပြသလိုခမီးတော်ဖျားကိုယ်တိုင်အာမခံချက်ပေးထားတယ်။ရှင်ဟာခရစ်ယာန်ခန်းကြီး3ငယ်16ထဲမှာဖျားသခင်တားတော်ကိုယုံကြည်တော်သူအပေါင်းတို့ဒီပျက်စီးခြင်းတို့ထာဝရအသက်ကိုရစေခြင်းကဖျားသခင်ဒီမိမိ၌တပါးတီတော်တားတော်ကိုစွန့်တင်စွန့်တော်မူဒီတိုင်အောင်လောကီတားတော်ကိုချစ်တော်မူ၏တဲ့။လောကီတားတော်ကိုအပြစ်စင်ဖို့ဖျားသခင်ကတားတော်ကိုဆေလွတ်တော်မဟုတ်ဒါပါတဘောလေ။ သခင်ယေရှုခရစ်တော်လူလာလူစားတိလာခံတဲ့အချိန်ကအပြစ်ရှိတဲ့သူကိုအပြစ်ပေးဖို့လာတာမဟုတ်ဘူးတဲ့အပြစ်ရှိတဲ့သူကိုစားလက်ဝါးကားပိုင်မှာအတီလာခံတာတဲ့ဒါပေမဲ့တတိထားအခုနောက်တစ်ခါလာတဲ့အခါမှာနော်အပြစ်ရှိတဲ့သူတွေအတွက်လာပြီးတော့မှကိုစားတေတော့မှာမဟုတ်ဘူးတခါတေပေးပြီးမယုံကြည်တဲ့သူကိုသူတခါတရားလာစင်ရင်တော့မှာ ဒါကြောင့်ယေရှုခရစ်တော်လူစားတိလာခံတော့ကလာစီရင်တော့မဟုတ်ဘူးလာကဲတင်တာအဖြစ်ရှိတဲ့သူကိုဒါပေမဲ့ဒုတိယအကြိမ်ပြန်လာတဲ့အခါမှာနောက်ဆုံးသောကာလမှာလူသားအလုံးအလုံးအလုံးကိုသူတို့ရဲ့လှုပ်ရဲ့အတိုင်းကိုစီကိုစီတရားစီရင်မှာဖြစ်တယ်။အဲ့ဒီလိုတရားစီရင်တဲ့အခါမှာကိုရှိတဲ့အပြစ်ရှိနေတဲ့ယေရှုခရစ်တော်ကိုမယုံကြည်ခဲ့ဘူးဆိုရင်ကိုရှိတဲ့အပြစ်အပိုင်းစီရင်ခံရမှာဖြစ်ပြီးငရဲကြမှာဖြစ်ပါတယ်ချက်တော်ညီကိုမောင်မောင်ဒါလို့ဆိုရင်နားလည်မယ်ထင်တယ်နော်။ဒါကြောင့်ယေရှုခရစ်တော်ကိုအမြန်ယုံကြည်ပါ။အမြန်ယုံကြည်ပါ။ နော်အသက်ရှင်တုံးမှာယေရှုခရစ်တော်ကိုအမြဲယုံကြည်ပါသင်ယုံကြည်လို့ရှိရင်သင်ရမယ်တပြားတစ်ချက်မှကုံစရာမလိုယေရှုခရစ်တော်ကိုယုံကြည်တာဆုံးဖြတ်ချက်တစ်ခုပဲလိုတယ်သင်ဆုံးဖြတ်လိုက်တာနဲ့အဲ့ဒီကယ်တင်ခြင်းအပြစ်ခွင့်လွတ်ခြင်းထောက်ရအသက်တင့်အပေါ်မှာရောက်ကိုရောက်လာမှာဖြစ်တဲ့ဆိုတဲ့အကြောင်းပြောကြရင်းနေကုန်ချုပ်ပါတယ်ဒီကနေ့ဟောကြားသွားတဲ့ခေါင်းစဉ်ကရှင်ပြန်ထမြောက်ခြင်းမှာပေးတဲ့အကျိုးကျေးဇူးအပိုင်းနှစ်ဖြစ်ပါတယ်အဲ့ဒါကတော့ကျွန်တော်တို့လူသားတိုင်းကိုယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်တဲ့သူတိုင်းသူတိုင်းကို power အတက်ရစီမှာဖြစ်တယ် hallelujah okay ဒီကနေ့ယေရှုခရစ်တော်ဖခင်ကခရိယန်တွေကိုပဲကယ်တင်ခြင်းပေးထားတာမဟုတ်ဘူးမယုံကြည်တဲ့သူတွေကိုလည်းအကုန်လုံးအခွင့်အရေးပေးထားတယ်သင်သာယုံကြည်မယ်ဆိုရင်ချက်ချင်းဆိုသလို power အတက်ရမှာဖြစ်တယ်ဆိုတဲ့အကြောင်းပြောကြရင်းနဲ့ဒီကနေ့ညကုန်ချုပ်လိုက်ပါတယ်နားမလဲတာရှိရင်ကျွန်တော် အကောင့်မှာအပ်ပြီးတော့မှသို့မဟုတ် message မှာ live ပြောလို့ရတယ်ဆိုတဲ့အကြောင်းပြောကြရင်းနဲ့နှီးကုံချုပ်လိုက်ပါတယ်နားစင်ခံယူတော့တဲ့သူအရောက်ချင်းစီတိုင်းကိုဖရာသခင်တာ၍တာ၍ကောင်းချီးပေးပါစေတော့အာမင်